တီစာရင်ကျောင်းထဲမှာကလင်းငွေတွေရဲ့စာအန်တန်တွေမကြားရတာတနစ်နေပါရှိလာခဲ့ပြီဖြစ်ပါတယ်။တီစာတင်ကျောင်းဟာဝေလံကောင်တီဘီတအောင်တမရထင်းချုပ်ထားတဲ့တအောင်ဒေတာမန်တုံမြို့နယ်နှံ့ကျိုးကျေးရွာမှာတည်ရှိပါတယ်။တီကျေးရွာအနီးဝန်းကျင်မှာရှိတဲ့ရွာတွေမှာတအောင်ပြည်ပညာရေးကောင်စီ TRIC ကစာတင်ကျောင်းတွေဖွင့်လှစ်ပေးထားပြီးမြဲနှံ့ကျိုးရွာမှာတော့ကျောင်းဖွင့်လှစ်ထားနိုင်ခြင်းမရှိပါဘူး။နှံ့ကျိုးကျေးရွာဟာလီစုတန်းရင်သားတွေနေထိုင်တဲ့ကျေးရွာလေးတစ်ရွာဖြစ်ပြီး နေအိမ်30ဝန်းကျင်သာရှိတဲ့ရွာငယ်လေးတရွာဖြစ်ပါတယ်။အရင်အစိုးရလက်ထက်တွေကဒီကျေးရွာမှာစာတင်ကျောင်းဖွင့်လှစ်ပေးခဲ့ပေမဲ့စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့လီစုအတင်းတော်ကပဲကိုထူကိုထလာရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့2022-2023ပညာသင်နှစ်ကစပြီးတအောင်းတမတော်ထင်းချုပ်ဒေသရှိစာတင်ကျောင်းတွေကို TRIC ကဖွင့်လှစ်ပေးခဲ့ပေမဲ့နှံ့ကြိုးကျေးရွာမှာတော့ဒီနှစ်အထိလာရောက်ဖွင့်လှစ်ပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ ။နမ်ဂျိုးကျေးရွာမှာစာတင်ကြောင်းမဖွင့်လှစ်နိုင်တဲ့အပေါ်ရွာကော်မတီဝင်ဦးကြည်စည်းကအခုလိုပြောပြပါဗျ။ကျောင်းအကျောင်းလဲဘလို့လဲစတဲ့မလားမတဲ့ဘလားဆိုကျောင်းဆရာမရှိသလားမရှိသလားဆိုတော့တို့ကဖြစ်ကြလားမရှိတော့ကျွန်တော်လည်းဒီတိုင်းပဲတို့ညာပြောပြမလားတို့များဆရာမများလိုအပ်သလားလို့မင်းမလားလို့ကျွန်တော်ကစောင့်နေတာပေါ့စောင့်နေတော့ကြီးကြီးတော့မပေါ်လာတော့အခုတော့ဘန်းကလေးရ တက်ရှင်တာဆက်ရှိလေဘာဖြစ်လဲကလျာတဖြည်းဖြည်းနေနဲ့ကလျာချောင်းတက်လို့မရှိဘူးပြီးတော့ကိုတီတာမှာတဲ့တာတချို့ကပိဿာမရှိတော့ဝေးတဲ့တဲ့နေတက်ရှင်နေမရှိပါဘူးဟုတ်ကဲ့ဝေးနေတက်လို့ရှိရင်ပိဿာတို့ပေါ်မှာပြီးတော့ရမရဖနဲ့ဝေးရကရကလေးကြဲမခွဲချင်တာလည်းရှိတယ်နော်ဒါပေမဲ့အခုကကလေးတွေကလည်း တပြဲတခွဲတို့ပွားနေတော့တဲ့ကုန်ပြီးတော့အကွက်ကလေးလေးမရှိဘူးเนาะပြီးတော့ဒီမှာလို့ဆာလုံးမဲဆားနေရလဲဧတားလည်းမရှိတော့သတိရှိဘယ်လိုပဲခင်းနေလို့ဖြစ်လို့အကွက်ဒီလိုမျိုးချောင်းလည်းအချောင်းဆရာမလည်းမရှိကြာချောင်းလည်းဒီလိုပွဲမှအနေထားရှိတဲ့သဘောမျိုးဖြစ်ပါလေလေဆူအတင်းတော်ကလည်းအရင်နှစ်တွေကကျောင်းလာဖွင့်ပေးပေမဲ့ဒီ2025ခုနှစ်မှာတော့လာရောက်ဖွင့်လှစ်ပေးတာမရှိပါဘူးဒီကျေးရွာမှာကျောင်းတက်ရမဲ့အရွယ်ကလေး30ဝန်းကျင်ရှိပြီး ရွာမှာကျောင်းမဖွင့်နိုင်တာကြောင့်ကျောင်းသားတွေကနှိဆက်ရမြို့မှာကျောင်းတော်တက်ကြရပါတယ်။အခုလိုနှိဆက်ရမြို့တွေမှာကျောင်းတော်တက်ရတာဟာကုန်ကျစရိတ်ပိုများစေတာကြောင့်ကျောင်းတက်ရမယ့်အရွယ်ကလေးအလုံးကျောင်းမတက်နိုင်ကြပါဘူး။လက်ရှိရွာထဲမှာငွေကြေးအဆင်မပြေမှုကြောင့်တခြားဒေသတွေမှာကျောင်းတော်မတက်နိုင်တဲ့ကလေး၁၀ရောက်ဝန်းကျင်ရှိနေပါတယ်။အဲ့ဒီထဲမှာတုံငွန်စီးရဲ့တမင်းနှစ်ယောက်လည်းပါဝင်ပါတယ်။ တောင်ငွန်စီဟာတာသမီ၃ယောက်ရှိပြီးတမီ၂ယောက်ဟာမူဂျိုနဲ့မူလာရန်တက်ရမယ့်အရွယ်လေးပါ။ကျောင်းတက်ရမယ့်တမီလေး၂ယောက်ကိုကျောင်းမထားနိုင်တာနဲ့ပတ်သက်ပြီးတောင်ငွန်စီကအခုလိုပြောပြပါတယ်။ကလေးချောင်းတဲတော့ဒီမျိုးမျိုးလားပြောကလေးဆောင်တဲတော့တော့ဘယ်မှာစတော်လို့ရလဲမင်းဖြစ်နေလားအမကျွန်မတို့ငွေရှိလို့ပေါ့ကြက်တက်မဖြစ်တာလို့မျိုးကြောက်ဖွဲ့တော့ပိုကောင်းတယ်ပေါ့ ကျမကျမတွေရောတက်လို့ရလေနေနော်ကျမတို့ငွေရှိလို့ပြဿနာရှိလို့တခြားနေရာထားနိုင်မလို့နော်တီတီရမှာတောင်ရလုပ်ငန်းကိုတာအတိကလုပ်ကင်ကြပြီးမိသွေးလုပ်ငန်းကိုလည်းအ ਨੇ စုလုပ်ကင်ကြရပါတယ်ကလေးတွေကိုတခြားနေရာတီရမှာကြောင်းသားထားပေးဖို့ကုန်ကြစီတွေမတက်နိုင်တာကြောင့်ရွာထဲမှာပဲစာတင်ကျောင်းဖွင့်ပေးဖို့တီရခန်တွေကလိုလားနေကြပါတယ်မတက်နိုင်လို့ရှိရင်ဒီမှာကိုမိဘဆီမှာပဲတူပဲ လာဖြစ်နေကြတော့ပေါ့ကွာဘယ်မှမတော်တော့ဘူးနော်ကလေးထင်းလုံးမရှိဘူးဆိုမှကလေးထင်းတလုံးမရှိတယ်အဝေးလည်းမတော်နိုင်ဘူးလေနော်ဥမာမိုးဝဲပဲနမ်တော့ပဲပြီးတော့ဒီကိုခဲပဲမပြေနော်ဘလာရှိုပဲတဲလို့တော့တဲနေလို့လည်းရှိတာပေါ့ကြားကလေးရတော့ဒီမှာကိုရောမလဲဆယ်ရောရှိသေးတယ်တဲမင်းညာကလေးတွေနော်အခုမှတော့မတဲရဲမစမပြဘူးစာဖို့မြင်ဖို့မရှိဘူးကိုအင်းမရှိဘူးနော်ဒီမြအင်းငါအင်းငါကတော်တော်လေးကုန်တော့ဝို့ စေတော့မကောင်းဘူးပေါ့မဟုတ်လားယမယောက်ခလည်းတလောက်ထိပြမမလို့ထားတဲ့ကျောင်းအကျောင်းဆောင်မလည်းမရှိဘူးကိုတေတာမလည်းရွာကျောင်းဆောင်မလို့နေမဲ့အမြဲတမ်းကလေးလေးမရှိဘူးတကယ်တော့ဖွင့်ပေးနေတော့အကောင်းဆိုးပေါ့ကွာဝမ်းသာရတာပေါ့စာတင်ကြောင်းပြန်မဖွင့်ခင် TRIC ဘက်ကမန်တုံမြို့နယ်ထဲရှိလေစုကြီးရွာအလုံးကိုစာတင်ကြောင်းဖွင့်လှစ်ပေးနိုင်ဖို့အစည်းအဝေးခေါ်ခဲ့ပေမဲ့နမ်ကျိုးကြီးရွာကအစည်းအဝေးတက်ရောက်ခဲ့တာမရှိဘူးလို့ TRIC ကပြောဆိုထားပါတယ် ဒါအပြင်ပြီးခဲ့တဲ့ပညာသင်နှစ်တွေမှာလည်းနမ်ကျိုးရွာမှာကျောင်းဖွင့်ပေးဖို့ TREC ကကန့်လန့်ခဲ့ပေမဲ့ရခိုင်တရလက်မခံပဲကိုထူကိုထဖွင့်မယ်လို့ပြောထားတာကြောင့် TREC ကကျောင်းမဖွင့်ပေးခဲ့တာလို့ TREC ဘက်ကပြောပါတယ်။ TREC ကတော့တောင်းတေရအတွင်းမှာရှိတဲ့ကလေးငယ်အလုံးပညာသင်ခွင့်ရအောင်လူမျိုးပါတာမခွဲခြားပဲစာတင်ကျောင်းတွေဖွင့်လစ်ပေးခဲ့ပြီးလက်ရှိမှာလည်းမန်တုံမြို့နယ်ထဲရှိလီစုရွာအလုံးနီးပါးမှာစာတင်ကျောင်းဖွင့်လစ်ပေးထားတယ်လို့သိရပါတယ်။ လက်ရှိเจ้าမတက်နိုင်တဲ့ကလေးတွေဟာအိမ်မှာမိဘကို အလုတ်ဝိုင်းကူလှုပ်တာနဲ့ကလေးကူထိန်းတာတွေလှုပ်ကြရတယ်လို့ဆိုပါတယ်။ဒေါ်ရမဆာဟာသား၃ယောက်ရှိတဲ့အထက်မှာမူဂျိုနဲ့ပထမတန်းတက်ရမယ့်အရွယ်ကလေး၂ယောက်ရှိပါတယ်။သူမရဲ့သား၂ယောက်ကိုចောင်းထားပေးခြင်းပေမဲ့လက်ရှိရွာထဲမှာစာတင်ကြောင်းမဖွင့်တာကြောင့်သား၂ယောက်ကိုចောင်းမထားနိုင်ပါဘူး။အိမ်မှာဟိုလေရလို့ယူနေပဲနေကြလို့သူကဒီစားတွေပါတိခေတ်လို့ဖြစ်ဖြစ်တာ စေထမနေလို့မကောင်းဘူးလို့မျိုးကလေးတွေ့တယ်အလိုမျိုးတနာလေးရှိတယ်တနာကျမတို့လည်းတော့調査調査နဲ့လေဟုတ်တခါလေကျမတို့ဒီကလေး job ထဲဖို့ပြောလို့လာမပညာတင်နှစ်တွေမှာတော့ဒီကြေးရောင်မှာစာတင်ကြောင်းလာဖွင့်ပေးဖို့ကလေးမိဘတွေကမျှော်လင့်နေကြပါတယ်ရှင်။